ဒါတော့လွန်တာပေါ့ဗျာမိမဖြစ်ပြီးသမင်းဟင်းမချက်တတ်ဘူးတဲ့ဒီမှာအတင်းပြေကြတော့အရက်တကလည်းပြီးနှက်စတော့ပြောတယ်မိမဘလို့စိတ်ကုန်မကောင်းတယ်လေဟမ်ကဲအတော့မပြောကြတော့ကြည်ရောတဖွာသလားမမင်းနဲ့မိတ်ကဘူးနှခမ်းညီဖို့ဥဝသားဖို့ကျွန်တော်ရရတဲ့လားကကျွန်တော်ပိုက်တဲ့ကွန်းနာနင်းနေဘင်းရဲ့ကျွေးဆန်းလားဘမလောက်လို့တော့ဟာလုံးလုံးတဲ့ကုမ္ပဏီကအခြေတယ်မကောင်းလို့ ဟိုပြုတ်တော့မိမရဲ့အတုံးအဖြုံးပြီးတော့ငယ်ချို့ကြံတုံးမပြောတော့ဒင်းပါပြောတယ်မှတ်တယ်ဟောလာကတော့ဘူးမတိဘူးမရှာပါဟာတမပြုတ်ဗီဒီယိုထိုက်ပြီးတာကျွဲလို့ဒီပြေတော့မှမသိရဘူးတဲ့ဆိုဘူးဟာတို့မတူပြားနော်ကဲကောင်းရောဒီလိုမိမသားမျိုးယူမိတဲ့ကျွန်တော် ရှေ့ဆက်ဘာလုပ်တယ်လဲဆိုတာအကျံပေးလမ်းပါဘုံဗျာအဲ့ဒါမဟုတ်ဘူးသူရက်ကွက်တဲ့ကိုဂျလုံးပလုံးနေခေါ်မလာနဲ့နော်ရွှေချောင်းလိုလိုအဖုံအားလိုဆိုရင်ငါတို့ကကျူးတယ်အခုပြသတယ်တက်ကုန်ပါဟုတ်ပါပြီဟုတ်ပါပြီကျွန်တော်မိတ်ဆက်ပေးမိတ်ဆက်နဲ့ငါတစ်လုံးနဲ့စိတ်ဝင်စားအောင်နှလုံးနဲ့စိတ်ဝင်စားအောင်ဟောက်ကဒန်းနေတာမပေးနဲ့ငါဘယ်ဘုံတော့မှစိတ်ဝင်စားအောင်哦，光来了呀！这那没啥没办法，说骗你吧呗。干啥？打工来的。我让门里欧布让嘛了，来买鸡的。嗯。 ူမိမအရင်တော့အရင်နေတယ်။သူကကားဆွဲ။ဘွဲ့ကြံတော့ကြာသူမိမကိုကြောင်လို့ဆိုပြီးတော့ငှက်ကြီးအောင်လေးပိုင်းလိုက်။အဲဒီကမန်းလေးအိုးဖို့တော့မှငှက်ကြီးငှက်ကြီးဆိုနာမည်ကြီးနေတော့ပါဗျာ။မိမကိုဆွဲတင်နေတာဗျ။ဟမ်။အဲကုန်းကဒါကျွန်တော်ဆရာ။မိရောင်းကအပိုင်းသုံးမှာတော့ဘောပိုင်မျိုးကျူးကျော်ပြီးဖျက်သိမ်းခိုင်းတော့ခရိုနီတယောက်ကိုရှော့ရှော့လိုက်။အဲထောင်းထွက်တဲ့ချင်းမှာပဲဇုံးကားရောက်ရှော့ပြီးထောင်းလည်းပြန်သွားတယ်။ဆက်ကျွဲလေ ွဲလေးဟာငါကြားဘူးတယ်ဟာငါကြားဘူးတယ်ကြားဘူးငါရောင်ဆရာကြားတယ်ဟမ်ကျွန်တော်ဆရာကိုကျွန်တော်ဝယ်ထားတယ်မှာထားဟမ်အဲ့ဒါကိုငက်ခေးထားလာပြန်ရတယ်ဘူးကြိမ်တာကိုရွှေကိုဘယ်လောက်ထိစိတ်ပူနေရလဲသိလားအလုပ်တော့လုပ်လို့မရဘူးရွှေရဲ့ကိုကြီးထိုင်မြထားမြဖြစ်နေတာခွန်းကြီးကမပြောမဆိုပဲပြန်သွားဘူးလေ ရှိ ው ရဲ့အကိစ္စကိုကြီးမောင်တိုက်ကိုပြောခဲ့ရေရှိ ው ရဲ့ကိုကြီးစိတ်ခဲမှာကွန်တိန်နာကြီးပြဿနာတက်လို့အရေးတကြီးပြန်သွားတာလေရှိ ው ရဲ့ရှိ ው ကိုကြီးအလုပ်ကိုနားလည်ပေးရမယ်လေအဲ့လိုအရေးတကြီးကိစ္စရှိတာလို့ပြောပြီးမှသွားရင်ရှိ ው ရောနားမလည်ပေးမှာမဟုတ်လို့အေးပါရှိ ue ရဲ့ကိုကြီးတောင်းမှတ်ပါလေကိုကြီးကမပြောချင်တော့ပြန်သွားတာမှမဟုတ်တာရှိ ue ကဲအဲ့ဒါကိုမချိုက်ဘူးဆိုကိုကြီးဆင်ကျင်တယ်နောက်ဆိုရင်ကိုကြီးဟာကိစ္စပဲဖြစ်လာဖြစ်လာကိုကြီးရှိ ue ကိုပြောပြီးမှပြန်မယ်နော်ဟုတ်ပြီလားတော်ပါ ဒီမှာအရေးတကြီးကိစ္စရှိလို့ဆိုရင်မပြောမစုံနဲ့ခါပြန်သွားအောင်ရွှေရယ်ဘာလို့ကိုကြီးရွှဲနေရလဲရွှေရယ်ကိုကြီးတိတကယ်ပြောနေတာပါနော်ဟုတ်ပြီလားကဲအစ်ရွှေဘာလို့ချင်လဲဘာစားချင်လဲဘာဖြစ်ချင်လဲကိုကြီးအကုန်လုပ်ပေးမယ်နော်ကဲမှမချင်တော့